ြည်စွေးမျိုးရှိချင်းမျိုးသားတို့ရဲ့ရိုးရာနှစ်သစ်ကူကောက်တစ်စားပွဲတို့မတ်စတင်အထက်တန်းကျောင်းခမ်းမအတွင်းအော်တိုဘာလ၄ရက်နေ့မှာကျင်းပပြုလုပ်သွားခဲ့ကြပါတယ်ချင်း community event I go to there I ဒီကနေ့ကျင်းပတဲ့ပွဲမှာမြန်မာပြည်ဝချင်းတိုင်းသားတွေနဲ့အတူဒေသဆိုင်ရာအစိုးရအဖွဲ့မှတာဝန်ရှိသူများလည်းတက်ရောက်အားပေးသွားခဲ့ကြပါတယ်။အစိုးရကွင်းစလန်ပြည်နယ်ရဲ့စီနီလှတော်အမတ်တူဖြစ်တဲ့စီနီတာပေါ်စကာ လာရောက်အားပေးစကားပြောကြားသွားရမှာမြန်မာပြည်မှာမကြခင်ပြုလုပ်တော့မဲ့စစ်တပ်ရဲ့အတူရောက်ရွေးကောက်ပွဲအစိုးရအနေနဲ့အတိမတ်မပြုကြဘူး မကြခင်ပြုလုပ်တော့မဲ့ပါလီမန်မှာဒီမြတ်တိုက်တွန်းတော့မှာဖြစ်ကြောင်းပြောကြားသွားခဲ့ပါတယ် so But unless it is free it is fair and democratic it is no election it has no legitimacy and it should not be recognized by the australian government or any other government around the world မကြာခင်ပြုလုပ်သွားမယ်။ဩစတြေးလျပါလီမန်မှာတင်ပြသွားမှာဖြစ်တယ်လို့သိရတယ်။ကျွန်တော်တို့မြန်မာပြည်ကိုပါလီမန်အတွင်းမှာ hearing လုပ်ဖက်အချိန်ရောက်နေပါပြီ။ဒါပေမဲ့ရက်က16ရက်ပဲကြာမှာတော့လေ။ဒါအောင်ဒီနေ့ဟိုရရှိတဲ့အချိန်လေးမှာအားလုံးဝိုင်းဝန်းပြီးတော့လက်မှတ်တွေဝိုင်းထုတ်ပေးကြပါလို့လည်းကျွန်တော်နေနဲ့မြစ်တိုင်ရက်ခံကြပါလေ။တင်ပြချက်တွေထဲမှာတော့မြန်မာနိုင်ငံတွင်စစ်တပ်ကစီစဉ်သည့်မြစ်တိရေကောက်ပွဲမဆိုတရားဝင်မှုမရှိကြောင်းကြေညာပေးရန် နှင့်စစ်တရားခံများကိုပြစ်တင်ရှုတ်ချခြင်းနှင့်ပိတ်ဆို့အရေးယူခြင်းများပါလီမန်လုပ်ငန်းရှင်များအ мян ဆောင်ရွက်ပေးပါရန်၃ဤလေလေလက်ပြားသည့်ရုပ်ောက်ဘွဲကိုဆန့်ကျင်ရန်မဟာမိတ်များနှင့်အတူနိုင်ငံတကာတို့နှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်စတဲ့အချက်၃ချက်ပါဝင်တယ်လို့သိရပါဗျာ။ ရှေးအာနယ်စင်ရဲ့အဖို့လှုပ်ဆောင်နေတဲ့မိကောက်ဖွဲ့ရုံနဲ့ထောက်မထောက်ခံတဲ့လူငယ်တို့ပါမြန်မာပြည်မှာရှိတဲ့မိဘပြည်သူတွေဖြစ်ဖြစ်လူငယ်ပဲဖြစ်ဖြစ်နိုင်ငံခြားရောက်လူငယ်ဖြစ်ဖြစ်အတက်နိုင်ဆုံးဒီမိကောက်ဖွဲ့ရုံမအမဲမပဲနဲ့မဲမပဲပဲမထောက်ခံဖို့တိုက်တွန်းဆဲချင်ပါတယ်ပြီးရင်အာလူငယ်တယောက်အနေနဲ့မြန်မာပြည်မှာရှိတဲ့လူချင်းမိဘများကျွန်တော်တို့ရဲဘော်တော်လိုင်းရဲဘော်တွေကိုတိုင်နေကြလို့ tam po po iba pa ngi chi ga ni pe phi phi a be be sa ya ko ta nang la sa na i pe a lu le a lu nge ta u chi si dai ne a mi ba pi tu si ta wan chi ba de ta nang ta la ta lo de ye bo de cha po di ga Để không bỏ lỡ những ောက်တိုဘာလ9ရက်နေ့မှာလေမီဇိုချင်းမျိုးသားတို့ရဲ့မီဇိုဒီပွဲတော်မှာမြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုကန့်ကွက်တဲ့ signature campaign လှုပ်ရှားမှုကိုဆက်လက်ပြုလုပ်သွားတယ်လို့သိရပါတယ်။ရိုးရနှစ်တကူပွဲတော်တွေကိုဆိုင်ရာချင်းမျိုးနွယ်စုများလိုက် မတူကွဲပြားတဲ့ရိုးရအစားစာများနဲ့ကျွေးဝဲခံခြင်းရိုးရဝတ်စုံများဝတ်စားပြတ်တတ်ခြင်းစတဲ့အစီအစဉ်တွေနဲ့အခုလိုအစဉ်လာမပြတ်နှစ်စဉ်ကျင်းပပြုလုပ်နေကြတာဖြစ်ပါတယ်ခင်ဗျာ။ သောမီဒီယာတွေဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမြန်မာဝင်ပြည်သူတွေကိုယ်နိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။